င်္ဂလာပါရှင်။တောင်လင်းထိုင်းမြေဒီဇင်ဘာလ၁ရက်နေ့အတွက်နေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုကျမယွင်ကြည့်ပြကတင်ဆက်ပြီးတော့မှာပါ။ဒီကနေ့နေ့လယ်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ရေးချေဆိုင်တက်ကထွက်ပြေးလာတဲ့တပ်သားတအုံရေးဘလူးဖွဲ့ဖမ်းမိခဲ့တဲ့သတင်းနဲ့မော်လမြိုင်တာတနာနယ်ဆရာတော်ကျောင်းတိုက်ချိတ်ပိတ်တင်စီခံရတဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ဖိလစ်ပိုင်မှာအချင်းပြတ်ချစားမှုကိုလူထောင်ကြီးဆန္ဒပြခဲ့ကြတဲ့သတင်း ရေဘေးကျုံပြီးတဲ့နောက်တရုလင်္ကာမှာရေးပေါ်အခြေအနေကြီးညာထားတဲ့သတင်းတွေဖြစ်အာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်မွန်ပြည်နယ်ရေမြွနယ်ခြေဆိုင်အမှတ်986ခြေမြတ်တန်းရင်းကထွက်ပြေးလာတဲ့စစ်မှုရန်တပ်သား3ကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ရေဘလူးဖွဲ့ကောင်ဆောင်ကပြောပါရယ် အဲ့ဒါသား၃ဟာနိုဝင်ဘာ30ရက်နေ့ကရေဘလူအဖွဲ့ဆင့်မျက်နှာဖွင့်ထားတဲ့ရှေ့တန်းနဲ့နမိတ်ထဲထွက်ပြေးလာတာကြောင့်ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။သူတို့၃ဟာအမှတ်986ချင်းမြတ်တရင်ကနေလက်နက်မဲ့ထွက်ပြေးလာကြတာဖြစ်ပြီးလက်ရှိမှာတော့ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ထွက်ပြေးလာတဲ့တပ်သား၃ဟာအသက်23နှစ်အရွယ်တပ်သားချစ်ထွန်း အသက်24နှစ်ရွယ်တက်သားအောင်တန်းဦးအသက်29နှစ်ရွယ်တက်သားရန်နိုင်ဝင်းတို့ဖြစ်ပါလေရေးမြို့နယ်မှာရွေးကောက်ပွဲနီးကပ်လာတဲ့အများဆက်ကော်မရှင်တက်ကပြည်သူ့စစ်မှုထမ်းအင်အားတွေနဲ့စစ်ကြောင်းထိုးနေတာကြောင့်တော်လိုင်းကြီးတက်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအလင်းဝင်မှုတွေလည်းရှိနေတာပါပြည်သူ့ပန်းနိုင်ဖွဲ့ရဲ့ချက်လက်တွေအရပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိနိုင်ငံတော်မှာဆက်ကော်မရှင်တက်ဖက်ကလက်နက်ချအလင်းဝင်လာသူစုစုပေါင်း2246ဦးရှိခဲ့ပါသည် စစ်ကော်မရှင်ရဲ့တောင်မြေဖြိုမှုအပေါ်ဝေဖန်မှုကြောင့်လူဝင်လဲဖမ်းဆီးအမှုဖွင့်ခံရတဲ့မော်လမြိုင်တာတနာနယ်ဆရာတော်ကျောင်းတိုက်ကိုစစ်ကော်မရှင်ကချိတ်ပိတ်တင်းစီလိုက်တယ်လို့စစ်ကော်မရှင်ရဲ့နှိဇက်သူတွေထံကနေသိရပါဗျ။ စစ်ကော်မရှင်ဟာမော်လမြိုင်မြို့ဈေးချိုရက်ကွက်ဇေဒဝန်ကျောင်းတိုက်သာသနာ့နယ်ဆရာတော်အရှင်ဆန္ဒဇော်တိရဲ့သာသနာ့ဝင်သားကျောင်းတိုက်နဲ့သာသနာ့နယ်ဖောင်ဒေးရှင်းကျောင်းဆောင်တို့ကိုပြီးခဲ့တဲ့နွေမ29ရက်နေ့မှာပဲချိတ်ပိတ်တင်စီလိုက်တာဖြစ်ပါတယ်။မော်လမြိုင်သာသနာ့နယ်ဆရာတော်ဟာစစ်ကော်မရှင်ရဲ့မော်လမြိုင်တောင်ဝိုင်းတောင်တောင်မြေဖြိုမှုအပေါ်သဘာဝပတ်ဝန်းကျင်ထိခိုက်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ဆာမျက်နှာမှာဝေဖန်ကြေညာမှုတွေပြုလုပ်ခဲ့တာပါ။စစ်ကော်မရှင်ကမော်လမြိုင်သာသနာ့နယ်ဆရာတော်ဟာနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြပြားစီဖို့ရည်ရွယ်က လူမှုကွန်ရက်စာမျက်နှာမှာလှုံ့ဆော်တာဝါရဖြန့်တာတွေပြုလုပ်ခဲ့တာကြောင့်ရာဇသက်ကြီးဥပဒေပုံမှန်905ကာကြီးနဲ့မှုဖွင့်ရေးယူလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ဆရာတော်ကိုဖမ်းဆီးစဉ်ကား9စီးနဲ့စိုက်ကဲ3စီးကိုလည်းတဘာတဲ့တိတ်ဆိတ်စစ်ဆေးနေပြီးလိုင်စင်မရှိရင်ကာညာနာဥပဒေတိုင်ထပ်မံရေးယူသွားဖို့စီစဉ်ထားတယ်လို့စစ်ကော်မရှင်နဲ့ညီဆက်သူတွေရဲ့ပြပြကျဲရာသိရပါတယ်။ဆရာတော်အရှင်ဆန္ဒဇော်တိကိုလိုဝလဲဖမ်းဆီးအမှုဖွင့်ရေးယူမှုပေါ်ဒေသခံပြည်သူတွေကြားဝေဖန်မှုတွေမြင့်တက်နေပြီးဆရာတော်အ мян ဆုံးပြက်လဲလွတ်မြောက်ရေးအတွက်တောင်းဆိုမှုတွေရှိနေပါတယ်။ ပဋိပက္ခတိုက်ပွဲဖြစ်နေတဲ့နေရာဒေသတွေမှာပြုမူရမယ့်အချက်များတင့်ရဲ့သက်သေခံကပ်ပြအရေးကြီးစာရွက်စာတမ်းများကိုကိုယ်နဲ့တဘာတဲ့အမြဲသိသိယူဆောင်ပါပတ်စံနဲ့အရေးကြီးတဲ့စာရွက်စာတမ်းများကိုဘဒုညီသောနေရာများမှာသိသိထားပါသွေးအမျိုးအစားနဲ့ဖြစ်နိုင်ခြေရှိသောကျန်းမာရေးပြဿနာဈေးမှတ်တမ်းဈေးဝါတက်တဲ့ခြင်းနာတာရှိဖျားနာခြင်းစသဖြင့်ကိုတဲ့အဝတ်အစားအိတ်ထဲမှာသိသိထားပါ ကလေးများအတွက်သူတို့ရဲ့အမိနဲ့အတူသူတို့နေထိုင်မဲ့လူကြီးရဲ့အမိနဲ့ဖုန်းနံပါတ်ကိုတူရှိရင်ဒေချပါစေ။ခရီးသွားခြင်းကိုချော်ချရန်လူစုလူဝေးများတဲ့နေရာတွေကိုရှောင်ရှားရန်အာယုံစူးဆိုင်မှုကိုမဆွဲဆောင်နိုင်သောအယောင်ရှိဥပစာများကိုပို့ဆင်ပါ။တင်ငေတာအမှတ်အသားများတရုတ်ပြချင်းကိုရှောင်ကျင်ပါမျိုးချစ်စိတ်တင်ငေတာများတရုတ်ပြချင်းကိုရှောင်ကျင်ပါ တဲ့အိမ်နဲ့အလုံအနီးနားမှာရှိတဲ့ခိုးလုံးနိုင်တဲ့နေရာများကိုတည်အောင်ပြုလုပ်ပါလူအများအုံပြုသွားလာလေးရှိတဲ့လမ်းကြောင်းတွေကိုသာအုံပြုပါနိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ ဖိလစ်ပိုင်မှာရိုမန်ကက်သလစ်ဘုရားကျောင်းအဖွဲ့ဝင်တွေအပါအဝင်လူထောင်ပေါင်းများစွာဟာနိုဝင်ဘာလ30ရက်နေ့ကဇန်နာပြပြီးနိုင်ငံကိုလှုပ်ခတ်စေခဲ့တဲ့အကျင့်မြတ်ချစားမှုအတွင်ပါဝင်ပတ်သက်နေတဲ့ထိတ်တန့်လွတ်တော်အမတ်တွေနဲ့အရာရှိတွေကိုဥပဒေအရအလစ်အညံ့အရေးယူဖို့တောင်းဆိုခဲ့ကြပါတယ်မနီလာမြို့ရဲ့အထက်ကဥယျာဉ်မှာလက်ဝဲရင်းအဖွဲ့တွေဥဆောင်တဲ့တီချာဆန္ဒပြပွဲတစ်ခုလည်းဖြစ်ပွားခဲ့ပြီးပါဝင်ပတ်သက်တဲ့အစိုးရအရာရှိတွေအချင်းချင်းနှုတ်ထွက်ကြဖို့ဥပဒေနဲ့ရင်ဆိုင်ကြဖို့တောင်းဆိုခဲ့ကြပါတယ်။ အပူပိုင်းအာရှဒေတာရှိကျွန်းနိုင်ငံမှာရေရှည်ကြုံတွေ့နေရတဲ့ရေကြီးရေရှမ်းမှုတွေပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေကိုကာကွယ်ရေးအတွက်ဆန်လဲမမီခြုံရင်းချက်တွေလည်းရှိနေပြီးအမေရိကန်မရှိတဲ့ရေဘေးထိန်းချုပ်ရေးစီမံကိန်းတွေအတွက်အပြစ်တင်ခံထားရတဲ့ကြီးကြီးမားမားအကျင့်ပြတ်ချဆားမှုနဲ့ပတ်သက်လို့ဖြစ်ပေါ်နေတဲ့အများပြည်သူဒေါသပြေလျှော့ရင်းတမရဖာဒီနန်မှာကော့စတူနီယာကကြိုက်ကြိုက်ဆောင်ရွက်နေရပါတယ်။ တီးခြားဆန္ဒပြပွဲတွေ လုံခြုံရေးအတွက်မနီလာမြို့ပြဒေသမှာရဲတပ်ဖွဲ့ဝင်18000ကျော်ချထားခဲ့ရပါတယ်။မနီလာမြို့ရှိမလကနန်းတမရနန်းတော်ခြံဝင်းကိုလုံခြုံရေးအရာပိတ်ဆို့ထားပြီးအ धिक အဝင်လန်းတွေနဲ့တရားတွေကိုအ धिक ယုံနှိမ်နေတဲ့တပ်ဖွဲ့တွေတန်စုကျိုးအကာရံတွေထရက်ကားတွေနဲ့ပိတ်ဆို့ထားပါတယ်။ ပိုင်ဆိုင်မှုမတရားရယူမှုဆွဆွဲချက်တွေနဲ့ပတ်သက်လို့လွန်ခဲ့တဲ့39နှစ်အတွင်းတရားအနေနဲ့သမရနှစ်ဦးဖြုတ်ချခံခဲ့ရတဲ့သဘောထားများစွာကွဲလွဲနေတဲ့ဒီမိုကရေစီနိုင်ငံမှာမာကော့စ်အစိုးရအပေါ်ထောက်ခံမှုရပ်ဆိုင်းမှုတရားတောင်းဆိုမှုတွေလည်းထွက်ပေါ်နေပါတယ်။အဒီလိုတောင်းဆိုမှုတွေကိုဖိလစ်ပိုင်စစ်တပ်ကအခိုင်အမာပယ်ချထားပါတယ်။ ဖွဲ့စည်းပုံနဲ့မကိုက်ညီရဲ့လုပ်ရက်တွေမှာဖိလစ်ပိုင်စစ်တပ်ပါဝင်မှုတောင်းဆိုမှုတွေကိုပြင်းပြင်းထန်ထန်ရှုတ်ချပယ်ချထားတဲ့စစ်ဦးစီးချုပ်၃ဦးအပါအဝင်အငိမ့်စာစစ်ပုတ်ချုပ်88ဦးလက်မှတ်ရေးထိုးထားတဲ့ကြေညာချက်တစ်စောင်ကိုဖိလစ်ပိုင်စစ်တပ်ကနိုဝင်ဘာလ30ရက်နေ့ကကြိုဆိုခဲ့ပါတယ်။ဖိလစ်ပိုင်စစ်တပ်ဟာဒီမိုကရေစီကိုမြဲမြံစွာဆောက်ရှောက်သူတည်ငြိမ်ရေးအဓိကထောက်တိုင်အဖြစ်ဆက်ရှိနေမှာဖြစ်ကြောင်းမိမိတို့ရဲ့လက်ရှိကောင်းဆောင်နေနဲ့အရင်ကောင်းဆောင်တွေကတညီတညွတ်တယ်ပြောဆိုအတည်ပြုထားကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။ ယ်နိုင်ငံတော်ရိုမန်ကက်သလစ်ဘုရားကျောင်းတွေကသူတို့ရဲ့ဒေသတွေမှာအကျင့်ပြတ်ချဆမှုစန့်ကျင်ရေးဆန္ဒပြပွဲတွေဥဆောင်ကူညီပေးခဲ့ကြပြီးမြို့တော်ရဲ့ဒီမိုကရေစီလိုလားတဲ့ဆန္ဒပြပွဲမှာလူအင်အား9000ကျော်ပါဝင်ခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ် မကြသေးခင်နှစ်တွေမှာအမှန်တကယ်ဆောက်လုပ်မှုမရှိခဲ့တဲ့ရေပိထိန်ချုပ်ရေးစီမံကိန်းထောင်ပေါင်းများစွာရဲ့နောက်ွယ်ကလွတ်တော်အမတ်တွေအရာရှိတွေနဲ့ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တွေကိုထောင်ချပြီးသူတို့ခိုးယူထားတဲ့ရန်မုံငွေတွေပြန်ပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်အချင်းပြတ်သူတွေနဲ့လူသက်သမားတွေအားလုံးကိုထောင်သွင်းအချင်းချပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်။ ရေဘေးထိန်ချုပ်ရေးဆိုင်ရာစီမံကိန်းတွေအတွင်းမူမမှန်မှုတွေနဲ့ပတ်သက်လို့ဇူလိုင်လကလွှတ်တော်ရှေ့မှသမရကပြောဆိုခဲ့ပြီးနောက်ပိုင်းအချင်းပြတ်ခြားဆမှုစုံစမ်းစစ်ဆေးမှုအတွင်းလူခုနှစ်ဦးဖမ်းဆီးခံထားရပြီးတခြားပါဝင်ပတ်သက်တဲ့အရာရှိတွေကိုလည်းဖမ်းဆီးနိုင်မှုကြိုးပမ်းနေပါတယ်။အဆိုပါအချင်းပြတ်ချစားမှုအတွင်းတန်ရရှိသူတွေရဲ့ပိုင်ဆိုင်မှုဒေါ်လာ206တန်းကိုအာဏာပိုင်တွေကတင်ဆက်ထားပြီးဖြစ်တယ်လို့သမရမာကုစ်ကပြောကြားထားပါတယ်။ နှစ်များစွာအတွင်းအစိုးရဆုံးရာသီဥတုဘေးအန်ဒီယရီတွေကတီရူလင်္ကာမှာရေကြီးရေရှမ်းမှုနဲ့မြေပြိုမှုတွေကြောင့်တိဆုံးသူ300ကျော်ရှိခဲ့ပြီးအနောက်အစိုးရကအရေးပေါ်အခြေအနေကြီးညာထားပါတယ်လူပေါင်း100ကျော်ပျောက်ဆုံးနေဆဲဖြစ်ပြီးတော့နေအိမ်2000ကျော်ပျက်စီးခဲ့ပြီးအနောက်လူပေါင်း38000ကျော်အစိုးရခိုးလုံရေးနေရာတွေစီရောက်ရှိနေကြောင်းသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကဖော်ပြထားပါတယ်ဆက်ကလုံးမွန်တိုင်းတာဝါတိုက်ခတ်ပြီးအနောက်ပိုင်းနိုင်ငံရဲ့၃ဘုံ၃ဘုံကျော်မှာ ရဲ့စင်မီနဲ့ရေပြက်လက်နေပြီးတော့အရေးပေါ်အခြေအနေကြီးညာထားတယ်လို့သီရိလင်ကရရှိတွေကပြောပါတယ်။ဒါကနိုင်ငံရာဇဝင်မှာစိန်ခေါ်မှုအများဆုံးသဘာဝဘေးရန်တွေရဲ့တစ်ခုဖြစ်တယ်လို့တပရအနူရာခုမာရာဒီဆန်နာရာကီကပြောကြားပြီးတော့ထိခိုက်ပျက်စီးမှုများပြားလွန်းလာကြောင်းပြည်내တိဆောက်ရေးအဆင့်ဆင့်လှုပ်ဆောင်ရလိမ့်မယ်လို့ဆိုပါတယ်။ကီလာနီမီဟာဆက်လက်ပြီးတော့အလင်းမြန်မြင့်တက်နေစေဖြစ်တာကြောင့်တချို့ဒေသတွေမှာဘေးကင်းရာရွှေ့ပြောင်းရေးဆက်လက်ညွှန်ကြားထားဆဲဖြစ်ပါတယ်နိုင်ငံလေပိုင်းမှာရှိတဲ့ကြီးရွာတွေမှာနေ25လုံးရေမြုပ်သွားပြီးတော့ အသက်ရှင်သူတရားမှမရှိဘူးလို့သိရပါတယ်။ရက်တပ်ဖွဲ့ရက်ဖက်ကယ်ဆယ်ရေးနဲ့စေတနာဝန်ထမ်းတွေပြင်အစိုးရကကယ်ဆယ်ရေးအတွက်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာချထားပေးပြီးမြဲအစိုးရဆောင်ထိခိုက်ရာဒေသတွေစီလက်လက်မမီနိုင်ဖြစ်နေပါတယ်။တေဆောမှုအများဆုံးကတော့ကန်တီနဲ့ဘာဒူလာဒေသဖြစ်ပြီးတော့အခုချိန်ထိအဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ပါတယ်။မြေပြုတ်ပြီးတော့လမ်းတွေအားလုံးပိတ်ကုန်တာကြောင့်ရွာသားတွေတရားမှထွက်မပြေးနိုင်ခဲ့ကြဘူးလို့တခြားတရွာကအသက်ရှင်လို့မြောက်လာသူတူကဆိုပါတယ်။ အစိုးရကနိုင်ငံတကာအကူအညီတောင်းခံထားသလိုပြည်ပရောက်တည်ယူလင်ကနိုင်ငံသားတွေအနေနဲ့ရေဘေးအတွက်အလွန်ငွေထည့်ဝင်ကြဖို့တိုက်တွန်းထားပါတယ်။ဆိုက်ကလုန်းမုန်တိုင်းဒါဝါဟာကျောင်းနိုင်ငံတည်ယူလင်ကအရှိတ်ဘက်ကံယူတံကိုနိုဝင်ဘာ28ရက်ကဝင်ရောက်တိုက်ခတ်ခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းတည်ယူလင်ကနဲ့ဝေးရာကိုရွေ့ရှားသွားခဲ့ပါတယ်။တည်ယူလင်ကမှလလော့ဆယ်မုတ်တုံရာတီဝေရောက်နေပြီမဲ့ဒီလိုပြင်းထန်တဲ့ရာသူးတို့အခြေအနေနဲ့ကြုံခဲ့လာပါတယ်။ ဒေးလင်ကမှာ2003ခုနှစ်ဇွန်လကအဆိုးရွားဆုံးရေဘေးနဲ့ကြုံတွေ့ခဲ့ရပြီးတော့လူ254ဦးသေဆုံးခဲ့တာထောင်ထဲချီရေဘေးရှောင်ခဲ့ရပါတယ်။ရှစ်တောင်အရှောက်မှာဆိုးရွားဆုံးရေကြီးရှမ်းဖြစ်မှုတချို့နဲ့ရင်ဆိုင်နေရပြီးတော့ထိုင်းအင်ဒိုနီးရှားနဲ့မလေးရှားတို့မှာရေဘေးကြုံနေခြင်း တီရွင်လိမ်မာမှာဆိုးရတဲ့ရေဘေးနဲ့ရေဆိုင်ခဲ့ရတာဖြစ်ပါလိမ့်။ကဘာကြီးပုံနှင်းမှုအခြေအနေပုံမှုဆိုးရလာပြီးတော့ရာသီဥတုပြောင်းလဲမှုနဲ့အတူဆိုးရတဲ့ရာသီဥတုအခြေအနေဖြစ်ပေါ်မှုအကျဉ်းကြီးစိတ်လာပြီးပြင်းထန်မှုလည်းပိုများလာနေတယ်လို့ပညာရှင်တွေကပြောပါလိမ့်။တီရွင်လိမ်မာမှာတိုက်ခတ်ခဲ့တဲ့ဆက်ကလုံးကုန်တိုင်းဟာအိန္ဒိယတောင်ပိုင်းကန်ယူရန်စီရွေရှားတိုက်ခတ်မယ်လို့မျှော်လင့်ရပါလိမ့်။ထမှန်ပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1964ရက်အတွင်းကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။ ထက်မှန်ပြီးရှစ်ကောင်စီအာဏာသိမ်းထားတဲ့1964ရဲ့အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းရှစ်ကောင်စီကြောင့်နိုင်ငံတော်ဝန်မှာအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1964ရဲ့အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8500အထိရှိလာပြီးဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံရသူ3045ဦးရှိလာပြီးဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8342ဦးထိရှိလာပြီးပဲဖြစ်ပါတယ်။ ဝန်ပြီးနေမှာတော့အာနာသိမ့်မှုကာလတွေအတွင်းရှစ်ကောက်စီရဲ့အကြမ်းဖက်တက်ဖြတ်ခြင်းခံရသူ82ဦးထိရှိကာဖမ်းဆီးခံရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။တန်လင်းထားမြဲနေ့လည်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တလိုင်းထားမြဲသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလိုင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။